နိုင်ငံသားတယောက်နဲ့တညာလုံးအိပ်ဖို့တဲ့မိမတယောက်တောင်မှ yes နဲ့ no နှလုံးလုံးတော့ပြောတတ်တယ်တော်စုကြည်စီအင်္ဂလိပ်မယားကလေးလေးအောင်ထွက်အောင်ဝေးထားခဲ့တယ်မိမဖြစ်တယ်နိုင်ငံသားတိုင်းပြည်မှာနေပြီးတော့နိုင်ငံသားအဲနောက်ရေချင်းမှုနဲ့နှိစက်တဲ့အတွက်သူနားရပါတယ်နော်ဒီပုံမှာကျမတို့ပုတ်ပွေရတဲ့ကံတော်မဟုတ်ဥပမာတစ်ခုကိုမြင်သားထင်တာရှိအောင်ကျမဥပမာပေးတာဒါပေမဲ့ကျမရှင်းလို့ကိုထပ်ပြီးတော့ပြောချင်တဲ့အကြောင်းအရာကအခုကျမတို့နိုင်ငံကောင်ဆောင်ရေရှားဟုတ်သွားတယ်ဗမာလူပဲပြောတယ်မြန်မာလူပြောတော့ကျမတို့မြန်မာလူအကုန်လုံးနားလေနောက်ထပ် ောက်ဆုံးနဲ့တောင်ငယ်တိုက်ပွဲအတွင်းမှာတဲ့တက်စကန်ချို့ကိုတရားလည်လေးကလက်လွတ်ခဲ့ရပါတယ်တဲ့အရေးပါတယ်တက်စကန်တွေကိုပြီးခဲ့တဲ့နှစ်လပိုင်းဖေဖော်ဝါရီလကုန်ထဲကစစ်တပ်ကပြန်သိမ်းသွားခဲ့ပါတယ်တဲ့ဒါက RFA ရသတင်း RFA ကိုပြည်ဖြတ်မီဒီယာကတော့မှဒီလိုမျိုးထုတ်ဖော်ပြောဆိုဝန်ခံလာပြီဆိုရင်တောင်ခမ်းမှာနောင်ချိုမှာဘလောက်လေးဘလောက်ထိလှဖတ်လျှောက်ဖြစ်သွားလဲဆိုတာကခင်ဗျားတို့အနေနဲ့အထွေထွေပြောစရာမလိုအောင်သိနေမှာဖြစ်တယ် ။ဟုတ်ကျွန်တော်ကအခုလာမယ်ဒီနောက်လာပါတော့လေးလာပိုင်းထဲမှာအလောင်းလေးနဲ့ကျွန်တော်တို့နဆခါဆူရနဲ့ဒုတိယချင်းဆွေးနွေးပွဲရှိတယ်။ဆွေးနွေးပွဲမှာကိုကလင်းမီမှာအသာရှိယူထားမှဆွေးနွေးပွဲမှာထက်စီကပြောနိုင်မှာဖြစ်တယ်တွေ့ဒီထက်မကလက်ရှိမှာဆိုရင်တက်မတော်ဒီနောက်ဆိုကိုပြန်ပြီးထိန်းထုတ်ထားတယ်လို့မို့ကိုကိုဝင်းရဲ့ပိတ်ဆို့ထားပါတယ်။ကျွန်တော်ပလောင်လေးကိုလက်ဖက်ချောက်ဖြစ်အောင်နေနေနိုင်မယ်လို့ထင်တယ်။အချိန်တန်ရင်ရွှေသားသားရွှေသားတယ်။နောက်ထပ်တစ်ရင်တော့ ကောရီမှာတိုက်ပွဲပြင်းထန်နေပြီးတော့တဲ့ကော့ပိုရိတ်နဲ့ဂျိုင်းစစ်ကြီးကရွာတချို့ကိုတိုက်ပွဲမရှိဘဲနဲ့စက်ကောင်စီတပ်ကဖုံးကျဲနေပါရဲ့ဆိုပြီးတော့ပြီးပြည့်မိတိုင်းမှာရေးသားဖော်ပြကြတယ်။တစ်ချိန်လုံးအောင်စရာစစ်ကြောင်းပဲရောက်နေတယ်လေ။အောင်စရာစစ်ကြောင်းကို KNU ရဲ့တော်တော်ဆစ်စီကြီးကအနိုင်ယူခဲ့ပါတယ်ပြောပြီးတော့เนาะ ရောက်တွေကိုတိမ့်မှုအဓိကမဟုတ်ပါဘူး။နေပြီးတော့ကိုတိမ့်မှုကအဓိကပါဆိုပြီးတော့အခုကျတော့တိုက်ပွဲမရှိဘဲနဲ့စစ်တပ်ကပုံကျတယ်လို့ပြောတယ်။နော်။ဆိုတော့ဒီသတင်းကိုနားထောင်ခြင်းအပြင်ကရင်နေတာလပေါ်ရင်ဖြစ်နေပြီဆိုတာကျွန်မကရင်အလုံးမဆုံးတော့ KNU နဲ့နိုင်ငံနိုင်ငံတော်ကိုလက်နက်ကင်တုံကန်နေတဲ့အကြမ်းဖက်တွေကိုဆိုလိုခြင်းဖြစ်တယ်။အချိန်တန်ရင်ရွှေပါကရွှေပါပဲ။ဒီလိုမျိုးတိုက်ပွဲမရှိဘဲတိုက်ပွဲမရှိဘဲဆိုတဲ့စကားကိုလက်သုံးစကားအနေနဲ့တုံးလာပြီးဆိုတဲ့ကအဲ့ဒီပြည်ဖက်မီဒီယာကြီးမှာသွေးလေခြောက်ထားပြီးတော့အိတ်မရတဲ့စိတ်တရားညနေညနေပြီလို့ ျမမှတ်ချက်ပေးကြပါမယ်ကျမတို့ဒီစကိုင်းနယ်မကွေးမှာဒီနောက်25ပထမတလပိုင်းနဲ့ကစပြီးတော့ဒီခု3လပိုင်းထိတောက်ရှောင်းတမလို့ကနေပြီးတော့စက်တက်လေးထိတွေပါပုံပြီးတော့နှိမ်နေနေတယ်စကိုင်းမကွေးမှာကျမတို့တမလို့ဒီနော်အနေနဲ့စုံလို့စိတ်ရဲ့အသာကြီးရနေတယ်ဆိုတာကျမတို့ပေါ်နေပါလေအချိန်တန်တော့လေရွှေပါကရွှေပါပါပဲကျမပြောပါမယ်ဒီနောက်25ပထမ6လအတွင်းမှာစကိုင်းနယ်မကွေးမှာရှိတဲ့ကျောက်ဖတ်တိတမလို့ကထိရောက်စွာနှိမ်နေနိုင်ပါလိမ့်မယ်နှိမ်နေနိုင်လိမ့်မယ်လို့လည်းကျမယုံကြည်ပါတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အချိန်တန်တော့ရွှေဘကရွှေဘပဲလို့မပုဒုပြောပြလာတဲ့ရုပ်တံနဲ့အတူတရက်မြို့မှာတားဖြစ်သူစစ်မှုထမ်းပါသွားတာကြောင့်ဖခင်ဖြစ်သူကိုကိုကိုစီရင်သွားတဲ့ထူးခြားတဲ့တင်းနဲ့ပါတင်ဆက်ပေးခြင်းပါတယ်မကွေးတိုင်းတရက်မြို့နယ်ဝက်ကုန်းရက်ွက်မှာတားဖြစ်သူစစ်မှုထမ်းပါသွားလို့ဖခင်ဖြစ်သူစိတ်တကြကပြီးခဲ့တဲ့မတ်လ၄ရက်နေ့ကကိုကိုကိုစီရင်သွားတယ်လို့ဒေတာခန့်တအူးရဲ့ပြောပြချက်အရသိရပါတယ် စစ်ကောင်စီရဲ့စစ်မှုထမ်းအပတ်စဉ်ဆက်တဲ့အတွက်စစ်မှုထမ်းမှုတားဖြစ်သူကိုခေါ်ဆောင်သွားတာကြောင့်ခိုးကိုရမယ်ဖြစ်ကာနေအိမ်မှာပဲကျူးတချောင်းနဲ့မိမိကိုယ်ကိုစီရင်သွားတာဖြစ်တယ်လို့ဆိုပါတယ်သူသားနဲ့နှစ်ယောက်တည်းနေတာတားဖြစ်သူကရှာကျွေးနေတာတားဖြစ်သူပါသွားတော့ခိုးကိုရမယ်ဖြစ်ပြီးဖြစ်သွားတာဖြစ်မယ်လို့ အဲ့ဒီအကြောင်းသိရှိသူဒေတာခန့်အမျိုးသားတအူးကပြောပါတယ်တေဆုံးသူမှာအသက်50တနှစ်အရွယ်ရှိပြီးမိသားစုဝင်တွေမရှိတော့ဘဲတူမတွေတော့ရှိတယ်လို့သိရပြီးအခြားဆွေမျိုးတွေကတော့ထိုင်းနိုင်ငံမှာတွားရောက်အလုပ်လုပ်ကင်နေကြသူတွေဖြစ်တယ်လို့သူကဆက်ပြောပါတယ်စစ်ကောင်စီကပြည်သူစစ်မှုထမ်းဥပဒေကိုပြီးခဲ့တဲ့နှစ်2024ခုနှစ်ဖေဖော်ဝါရီ10ရက်ကစတင်အသက်သွင်းအကောင့်ထဲပေါ်လာခဲ့ပြီး AOR တိုင်းကမြို့နယ်တွေမှာတော့အဲ့ဒီနှစ်မတ်လမှာအုပ်ချုပ်ရေးမှုတွေကမင်းလိုက်တာတွေ စီရင်ကောက်တာတွေငွေကောက်ခံတာတွေလုပ်ခဲ့ရာကနေကိုကိုကိုစီရင်သွားတဲ့လူငယ်တွေငါဥထက်မနေရှိခဲ့ပါတယ်ကျွန်တော်ဘယ်တော့မှမပြောဘူးဘိုးမမြင်ရလဲအဲ့လိုဆိုကျွန်မကလက်ဆောင်လေးပဲပေါ့နော်ဘိုးမအာ လူသိနေတယ်လူပြောနေတယ်ဆိုတဲ့သတင်းလေးကိုတော့ကျွန်မကရှုထောင်ရင်မတူဘူးတခြားလူတွေနဲ့ရှုထောင်ရင်꿰ပြီးတော့အာတုံးတယ်လေပြောဆိုနေရှိပါတယ်ဆိုတော့အာဒီဒါလေးဒေါ်လာသုံးမှာကျွန်မနဲ့ရုရှားသွားတဲ့ခီးစဉ်ဆောင်ကိုတော့အထူးမပြောလို့ဘူးဒီပေါ်မှာကျွန်မအာမချက်ပြီးခြင်းတဲ့အကြောင်းအရာတခုပြန်နေပြီးတော့မျှဝေပေးခြင်းတဲ့အကြောင်းအရာတခုရှိရဲအဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်မတို့နိုင်ငံကြီးတွေပြောဆိုမှုပေါ့နော်အာအာကျွန်တော်နိုင်ငံကြီးကမြန်မာလူပဲပြောရပေါ့ဒီရုရှားသမ္မတနဲ့တွေ့ဆုံချိန်မှာမြန်မာလူပဲပြောရမြန်မာလူပြောတဲ့ခါကျတော့ကျွန်မတို့မြန်မာတွေအကုန်လုံးနားလည်ကြတာပေါ့အထွေထူးကြီးဘာသာပြန်ချာမလို့ဘူးနော်ကျွန်မတို့အကုန်လုံးသူပြောတဲ့အမြစကားကိုအကုန်လုံးခေစေးတင်းတာဒီအီမီကြီးကျွန်တော်တို့အကုန်လုံး င်းသိရတယ်ဒီပေါ်မှာကျွန်တော်တို့အာကျွန်တော်တို့နိုင်ငံခေါင်းဆောင်ပေါ်မှာတစ်ဖက်အုပ်စုတွေကပုတ်ခတ်ကြတာပေါ့နော်နာအင်းလေးလိုမပြောကြဘူးလို့ရှားလို့မပြောတတ်ဘူးဆိုပြီးတော့ပုတ်ခတ်ကြတယ်ဟာအမေဆိုဆိုရင်ဘယ်နိုင်ငံသွားသွားအင်းလေးစကားကိုဟွန့်နေအောင်တတ်တယ်ဟုတ်ပါရဲ့ဒေါ်စုတီတီလည်းနိုင်ငံသွားသွားအင်းလေးစကားကိုဟွန့်နေအောင်တတ်တယ်ဒါလက်ခံလဲသူတော်ရဲ့ဥပမာကျွန်မမခွေးတွေရှိတယ်တိတ်ဆိုရင်တိတ်တယ်။ဘာလို့လဲဆိုတော့တမအိမ်မှာမွေးရခွေးဒီတမစကားကိုနားလေ။ဥပမာချင်းအိမ်မှာမွေးရခွေးတကောင်ကိုဟက်ခွေးတိတ်လို့ပြောရင်တိတ်ဘူး။သူတမစကားနားမလဲ။ကရင်အိမ်မှာမွေးရခွေးတကောင်ဒီ အခုလာလာလာလို့ခေါ်သူနားမလဲဘူးခင်စကားပဲနားလေဘာကြောင့်လဲဆိုနားဘူးထမယ်နားရီဝါမှုဥပမာအဖြစ်စားရင်ကောင်းခွင့်တော့ပါဒါကညင်သားထင်တာရှိအောင်ကျွန်မဥပမာပေးတာနော်ညင်သားထင်တာရှိအောင်ဥပမာပေးတာနိုင်ငံသားတယောက်လေတညာလုံးအိတ်ခုတဲ့မိမတယောက်တောင်မှ yes နဲ့ no နှလုံးလုံးတော့ပြောတတ်တယ်တော်စုကြည်စီအင်္ဂလိပ်မယားကလေးနှစ်ယောက်ထအောင်ဝေးထားခဲ့တယ်မိမဖြစ်တယ်နိုင်ငံသားတိုင်းမြန်မာနေပြီးတော့နိုင်ငံသားအော်နောက်ရေချင်းမှုနဲ့နှိမ့်ဆက်တဲ့အတွက်သူနားရီဝါတယ် နော်ဒီပုံမှာကျွန်မတို့ပုပ်ပွေးရတက်ခတ်တာမဟုတ်ဥပမာတစ်ခုကိုမြင်သားထင်သားရှိအောင်ကျွန်မဥပမာပေးတာဒါပေမဲ့ကျွန်မအရှင်းလို့ကိုထပ်ပြီးတော့ပြောချင်တဲ့အကြောင်းအရာကအခုကျွန်တော်တို့နိုင်ငံကောင်ဆောင်ရရှောက်တော့တယ်ဘာမှလို့ပဲပြောရဲမြန်မာလိုပြောတော့ကျွန်မတို့မြန်မာလိုအကုန်လုံးနားလေဒီညမှာဥပမာကျွန်တော်အင်းကြီးချနိုင်တယ်တဲ့ကျွန်မတို့အင်းကြီးနိုင်တယ်အိန္ဒိယဒီနိုင်ငံနဲ့နိုင်ငံကြီးတကယ်ကိုမှကဘာအင်အားကြီးနော်ကဘာမှတကယ်ကိုမှ new world order တကယ်ကို order ကြီးနော် new world order နိုင်ငံအိန္ဒိယကောင်းဆောင်ကြီးဘယ်နိုင်ငံမဲသွားသွားသူတို့အိန္ဒိယစကားကိုပြောတယ်ဆက်ပြောမယ်သူတို့အိန္ဒိယစကားကိုပြောတယ် ော်ကျွန်တော်တို့ကတရုတ်ကိုခေါ်တာပေါ့နော်ခဘာခေါ်တာတော့ China ပေါ့ဆိုတော့တရုတ်နိုင်ငံခေါင်းဆောင်နေတယ်တရုတ်ရဲ့တကယ်ပေါ်မှာတကယ်ဒီတရုတ်သမ္မတအပအောင်လေတရုတ်သမ္မတနေပြီးအောက်ခြေကနေပြီးတော့ဒီနိုင်ငံသားဝင်ကြီးကြီးအဆသူတို့အထူးတန်နမန်နေကိုစက်လေလေတခြားနိုင်ငံသားတိုင်းပြည်တွေကိုသွားတဲ့အခါသူတို့တရုတ်စကားပဲပြောတယ်သူတို့မတက်လို့ပြောတာမဟုတ်ဘူးเนาะသူတို့ရဲ့အမျိုးသားရင်ချင်းမှုနဲ့သူတို့ရဲ့အမျိုးသားဘာသာစကားကိုမိခင်ဘာသာမိခင်ဘာသာစကားကိုသူတို့ပြောကြတယ်။အိန္ဒိယကောင်းဆောင်လီနိုင်ငံသားခေတ်ဝင်သွားလို့နိုင်ငံသားဘာသာစကားကိုတောင်းလို့ရှိတယ်။ပြီးတော့ကောင်းဆောင်လီတခြားနိုင်ငံသားတစ်ခုကိုနိုင်ငံသားခေတ်ဝင်သွားလို့ သူတို့နိုင်ငံသားဘာသာစကားကိုပြောလို့ရှိရင်မိခင်ဘာသာစကားကိုလည်းပြောလို့ရှိနော်ဒါကခမားတို့လူပေါ်ရင်မိပေါ်နေပြီဒီမိသားထက်သာရှိအောင်ကျွန်မအနည်းဆုံးဥပမာပေးရဖြစ်တယ်ဆိုတော့ဒီရုရှားကြီးစနေပတ်သက်ပြီးတော့နောက်တစ်ခုပေါ့နော်တရင်ထုတ်ပြချက်တစ်ခုလည်းကျွန်မဖတ်ပြပေးမယ် ရုရှားမြန်မာဆက်ဆံရေးရာဒေတာတွေတည်ငြိမ်မှုကိုချင်းကြောင်နေကြအောင်တဲ့လူ့ခွင့်ရေးဆိုင်ရာပါလီမန်များအဖွဲ့ APA အဖွဲ့ကထုတ်ပြန်လာတယ်။ဆိုတော့ကျွန်တော်တို့အာရုရှားနဲ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံနဲ့နိုင်ငံเนาะဟာဒီထက်ပိုပြီးတော့နီးစပ်သွားမှာဒီထက်ပိုပြီးတော့ရှင်းနေသွားမှာကိုဟိုတပည့်ကမှတွေးလေခြောက်ကြပြီးတော့ဒူးတုံအောင်ကြောက်ကြတဲ့အဖွဲ့မြန်မာနိုင်ငံဒီရုရှားနိုင်ငံနဲ့မဟာမိတ်ဖြစ်ပြီးတော့ဒီထက်ပိုပြီးနီးစပ်သွားမှာကိုကြောက်ကြရဖက်ရဗာပြောလဲဆိုတော့မြန်မာနဲ့ရုရှားရဲ့ဆက်ဆံရေးကဒေတာတွေတည်ငြိမ်မှုကိုချင်းကြောင်နေကြအောင်လူ့ခွင့်ရေးဆိုင်ရာပါလီမန်အမတ်များအဖွဲ့ကပြောဆိုပါတယ်เนาะဆိုတော့အာအိတ်မရတဲ့စိတ်ကြီးကြီးညားနေပြီเนาะကျွန်တော်တို့မြန်မာပြည်ကိုဝင်ရောက်ချဲ့လဲပြီး ော့ကျမတို့မြန်မာပြည်ဟိုကျမတို့မှာဒီဒစ်စင်ကန်ချားခံစဲဆင်နွှဲခြင်းနဲ့အနောက်ဥရောပနိုင်ငံတွေကကျမတို့နိုင်ငံတွေပဲရှားနိုင်ငံတွေနီးစပ်သွားလို့ရှိရင်မြန်မာပြည်တွေကိုတို့လိုလိုတလူပုံသိမ်းပြီးတော့ချဲ့လဲလို့မရပါဘူးစိုးရိမ်နေတဲ့အတွက်အခုလိုတစ်ဖက်လက်စကားတွေနဲ့ပြောခြင်းဖြစ်တယ်ဒီစကားတွေကိုကြည်ကြင်အားဖြင့်ကျမတို့နိုင်ငံတော်ပေါ်မှာဘယ်တော့မှမကောင်းချုံမပြုတ်ခဲ့တဲ့ဒီအမေရိကန်နဲ့တို့လက်ပါစီအနောက်အုပ်စုတွေအိုးအေးလီခြောက်ခြားနေကြပြီတို့အိမ်မရတဲ့စိတ်ဒဏ်ညာတွေများနေပြီဆိုတော့ကျမတို့သဘောပေါက်မိထင်ပါတယ်နောက်တဲ့ဒီနေ့ပုံက တော်လိုင်းအရာစုတွေကမှာအကွဲပြေးတွေဖြစ်ပြီးတော့ရန်သူအားရအောင်မလုပ်ဖက်နဲ့အားလုံးစူးစိမ်းညီညွတ်ကြဖို့တဲ့အန်ယူဂျီရဲ့ယာယီတမန်တော်တို့ကလည်းရှိသွားတာတိုက်တော့မှရေးတဲ့ဆိုတော့ရှေ့မှာတို့ရော PDF တက်ဖွဲ့ကိုဟာဖြုတ်သိမ်းတာတို့အန်ယူဂျီလောက်ကနေပြီးတော့ဘယ် PDF ကနှုတ်ထွက်တယ်ညာ PDF ကနှုတ်ထွက်တယ်ဆိုပြီးတော့ဖွဲ့သိမ်းပေါင်းစုံကတို့အချင်းချင်းဇက်ကောင်꿰လာတာဟိုနော်အားလုံးကဝိုင်းဝန်းထောက်ပြတဲ့ခါကျတော့ဝေဖန်တဲ့ခါကျတော့ဒီပေါ်မှာဒီအန်ယူဂျီရဲ့ယာယီတမန်တော်လည်းရှိသွားတာပါပြောလေတော်လိုင်းအင်အားစုတွေအကွဲပြေးဇလန်းတွေကိုရန်သူအားရအောင်မလုပ်ဖက်နဲ့စူးစိမ်းညီညွတ်ကြဖို့တိုက်တော့မှရေးတဲ့ဆိုတော့ ျမခင်ဗျားတို့တစ်ချက်ပဲယူမယ်တစ်ချက်ပဲပြန်ပြီးတော့ကောင်တာလည်းလုပ်မယ်တစ်ချက်ပဲခင်ဗျားတို့ပြန်ပြီးတော့မေးခွန်းထုတ်မယ်ပြီးခဲ့တဲ့တက်လာပိုင်းတော့ကဒီအမှုကြီးရဲ့ယာယီသမားဆိုရယ်လက်ချီဝါသမားလက်ချီဝါကယာယီသမားဆိုတော့သမားကဘယ်သူလဲမေးဦးဝင်းမြင့်သမားကဘယ်သူလဲမေးလို့ရှိရင်ဦးဝင်းမြင့်သမားအထက်ကတိုင်းနေတဲ့ဘယ်သူလဲမေးတော့ဆန်းစုကြည်တော့ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ဒီလက်ရှိအမှုကြီးရဲ့အထိတ်ဆုံးမှာရှိတဲ့ခေါင်းဆောင်တွေဖြစ်တဲ့အတွက်လက်ရှိအမှုကြီးရဲ့လုံဆောင်မှုအကုန်လုံးကို အန်ဥကြီးရဲ့လှုပ်ဆောင်တဲ့ကောက်ဤဆိုရင်ဒီအချက်နှစ်ခုလုံးကိုတာဝန်ယူဖြည့်ရှင်းပြီးခေါင်းခံရမှာဒီအဝင်းကြီးနဲ့တော့ဆက်ဆူကြည့်တဲ့နော်ကျွန်တော်ဒီချမ်းမှာယာယီသမရလက်ချီဝါကဘာမှလို့ပြောခဲ့တာကအန်ဥကြီးနေနေတဲ့အဝေးရောက်ဆိုးရလို့လို့မရပါဘူးတဲ့ဒါကြောင့်ပြည်တော်စုဝင်ချေးတွေအကုန်လုံးမြမပြည်တဲ့ကိုပြန်လာပါဆိုပြီးတော့အဲ့ဒီသမရလက်ချီဝါကဖိတ်ခေါ်ခဲ့တယ်တလာပိုင်းနေရဖိတ်ခေါ်တာအခုဆိုရင်၃လပိုင်းရောက်လာပြီ၃လပိုင်းထိကြာသွားပြီသမရရဲ့ဇကားကိုတတူကအလေးထားပြီးတော့မြမပြည်ရင်းထဲကိုပြန်ဝင်လာပြီးမြမပြည်မှာအစိုးရရုံးဆိုင်ပြီးတော့ကိုကိုကိုအစိုးရဖြစ်ရက်တည်ရဲတဲ့လူဘယ်နှယောက်ရှိတယ်လဲ ကျွန်မမေးမိအဲ့ဒီသမရဆိုတဲ့ကိုယ်တိုင်လူကိုယ်တိုင်ကယာယီသမရဆိုတဲ့လူကိုယ်တိုင်ကလက်ရှိမြန်မာပြည်ထဲကိုပြန်လာခြင်းလားပြန်လာရရင်လက်ရှိမှာအဲ့ဒီသမရလက်ထူကမြန်မာပြည်ဘယ်နေရာမှာအစိုးရသမရရုံထိုင်နေတယ်လေသူ့ရဲ့ဖက်ကော်ချက်ရာအစိုးရအနုကြည်အစိုးရပြည်အောင်ဝင်ကြီးဘယ်နေရာမြန်မာပြည်ထဲကိုပြန်လာတယ်လေကျွန်မဒီတစ်ချက်လေးပဲခင်ဗျားတို့ကိုမေးဖို့ပြန်ထုတ်မယ်နောက်ထပ် နောက်ကျွန်းမြို့နယ်တောင်ငယ်တိုက်ပွဲတင်းမှာတက်စကန်ချို့ကိုတရားလည်လေးကလက်လွတ်ခဲ့ရပါတယ်တဲ့အရေးပါတယ်တက်စကန်တွေကိုပြီးခဲ့တဲ့နှစ်လပိုင်းဖေဖော်ဝါရီလကိုလည်းကစစ်တပ်ကပြန်သိမ်းသွားခဲ့ပါတယ်တဲ့ဒါက RFA ရတဲ့ RFA ကိုပြည်ဖြတ်မီဒီယာကတော့မှဒီလိုမျိုးထုတ်ဖော်ပြောဆိုဝန်ခံလာပြီဆိုရင်တောင်ခမ်းမှာနောင်ချိုမှာတလောင်လေးဘယ်လောက်ထိလဖတ်လျှောက်ဖြစ်သွားလဲဆိုတာကခင်ဗျားတို့အရင်လည်းအထွေထွေပြောစရာမလိုအောင်သိနေတယ် ။ဟုတ်ကျွန်တော်ကအခုလာမယ်ဒီနောက်လာပါတော့လေးလာပိုင်းထဲမှာပလောင်လေးနဲ့ကျွန်တော်တို့နဆာခါဆူရနဲ့ဒုတိယအချိန်ဆွေးနွေးပွဲရှိတယ်။ဆွေးနွေးပွဲမှာကိုကနင်းမီမှာအသာရှင်းယူထားမှဆွေးနွေးပွဲမှာထက်စီကပြောနိုင်မှာဖြစ်တယ်အတွက်ဒီထက်မကလက်ရှိမှာဆိုရင်တက်မတော်ဒီနောက်ဆုံးကိုပြန်ပြီးထိထုတ်ထားတယ်လို့မျိုးကိုဝန်ရံပိတ်ဆို့ထားပါတယ်။ဆိုတော့ပလောင်လေးကိုလက်ဖက်ချောက်ဖြစ်အောင်နင်းနေနိုင်မယ်လို့ထင်တယ်။အချိန်တန်ရင်ရွှေသားသားရွှေပါတယ်။နောက်ထပ်တဲ့တဲ့နော်။ ားရီမှာတိုက်ပွဲဖြစ်ခဲ့နေပြီတော့တဲ့ကော်ပိုရိတ်နဲ့ဂျိုင်းစီကြီးကရွာတို့ချို့ကိုတိုက်ပွဲမရှိဘဲနဲ့စက်ကောင်စီတက်ကဖုံးကျဲနေပါရဲ့ဆိုပြီးတော့ပြီးပြည့်မိတာရင်းမှာရေးသားဖော်ပြကြတယ်။တစ်ချိန်လုံးအောင်စရာစစ်ကြောင်းပဲရောက်နေတယ်လေလို့အောင်စရာစစ်ကြောင်းကို KNU ရဲ့တော်တော်ဆင်ဆင်ကြီးကအနိုင်ယူခဲ့ပါတယ်ပြောပြီးတော့เนาะ ။ရောင်ရီကိုတိမ့်မှုအဓိကမဟုတ်ပါဘူး။မီးပြိုကိုတိမ့်မှုကအဓိကပါဆိုပြီးတော့အခုကျတော့တိုက်ပွဲမရှိဘဲနဲ့စစ်တပ်ကဖုံးကျင်းနေလို့ပြောတယ်။နော်ဆိုတော့ဒီသတင်းကိုနားထောင်ခြင်းအပြင်ကရင်နေတာလဖုံးဟင်းဖြစ်နေပြီဆိုတာကျွန်မကရင်အလုံးမဆုံးတော့ကရင်ယူနေလက်ရှိနိုင်ငံတော်ကိုလက်နက်ကန်ပုံကန်နေတဲ့အချက်ဖက်တွေကိုဆိုလိုခြင်းဖြစ်တယ်အချမ်းတန်ရင်ရွှေပါးပါရွှေပါးပဲဒီလိုမျိုးတိုက်ပွဲမရှိတဲ့တိုက်ပွဲမရှိတဲ့ဆိုတဲ့စကားကိုလက်သုံးစကားအနေနဲ့ပုံလာပြီဆိုတဲ့ကအဲ့ဒီပြည်ထောင်မီဒီယာတွေမှာတွေးလေခြောက်ချပြီးတော့အိတ်မရတဲ့စစ်တပ်ညနေညနေပြီလို့ကျွန်မမှတ်ချက်ပေးကြပါတယ် နော်နောက်တစ်ပြင်တော့ဗီယာရီနဲ့ဒီမော့ဆိုနောက်ဘက်ချမ်းကိုစက်ကောက်စီတက်ကလေချောင်းကနေပုံးကျဲတယ်လို့တဲ့နော်ဒီချောင်းကနေပုံးကျဲတယ်လို့အသေးခံဒရုန်းနေနဲ့လည်းတိုက်ခိုက်နေရဲ့ဒေတာခိုင်နေတာပြောပါတယ်ဆိုတော့ဒီမော့ဆိုမှာဆိုလို့ရှိရင်လည်းတက်မတော်ကနေမီတာစုရယူထားတယ်ဗီယာရီနဲ့ဒီမော့ဆိုကိုလည်းတက်မတော်ကအာထိန်းချုပ်နိုင်နေတယ်နောက်တစ်ခုကဒီရှန်ကရနေဆက်ဖဲကုံနဲ့မိုးပြင်းပါလေတက်မတော်ကနေစကြောင်းထိုးနေတယ်ပြည်ပြမိတာတွေမပြောဆိုခဲနဲ့ထိန်ချန်ထားတာကကရားပြည်နယ်ဘောလက်ခဲမှာကရားအကျန်းဖတ်မာဝီမာဝီဆိုအားလုံးတည်ရနော် မာဝီနဲ့ကရားအဲကရားဗတ်တည်း ကရားဗရက်တွေကရားဝက်ဦးချောင်းကြီးဖြစ်သွားပြီးတော့ကရားခေါင်ကြီးဖြစ်သွားရေဆိုတဲ့ကြောင့်ဒီကြောင့်ရကိုတော့ထင်ကြန်ထားကြရင်မနေ့ကမတ်လ3ရက်နေ့4ရက်နေ့5ရက်နေ့ဒီ3ရက်စတိုင်မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့ကရားပြည်နယ်ဒီမိုးဆိုနယ်ကရားပြည်နယ်ပေါ်လဲခဲမှာမာဝီနဲ့ကရားဗတက်တီပြည်စင်းစိုးနဲ့ပြင်ကုန်ကြပါလိမ့်နော်ဆိုတော့အခုလိုမျိုးပြင်းပြကြတယ်မှာပြောမယ်စစ်တပ်ကလေးကျောင်းကနေပုံကျဲတဲ့ပြင်အသေးခံထုတ်နေပါသုံးနေပါဖြစ်တယ်ညာဖြစ်တယ်လို့ပြောနေပြီးဆိုတဲ့ကတူတို့မှာအိမရတယ်စစ်တပ်ညာလေးညာနေပြီးသွေးလေးချောက်ချနေပြီးဆိုတာကျမတို့သဘောပေါက်ရမှာဖြစ်ပါတယ်အချိန်တန်ရင်တော့ရွှေပါကရွှေပါပါပဲအထက်ကလည်းတော့ဖတ်ပြမယ် ာပေါင်းမှာရခမာရ300ရှစ်ကာကင်းစကန်တွေကိုအေအေနဲ့ဒေါ်လာရေးပူပေါင်းတက်ခွက်တွေကတိုက်ခတ်သိမ်းပိုင်နိုင်ခဲ့ပါတယ်တဲ့ဒီဖြစ်မိတာကြီးမှာအော်ဝဲခံခဲ့ကြတယ်ဒါပေမဲ့တူတူရဲ့စကန်သိမ်းတက်ခွက်ကတနားကြီးမကြောက်ဘူး24နာရီမှမပြောနဲ့တနားကြီးတောင်မကြောက်ဘူး တာပေါင်းခမရ300ရရှိကာကင်စရန်ကိုအင်းအင်းနဲ့ပူပေါင်းတဲ့အကြပ်ဖက်ဖွဲ့နေလာပြီးတိုက်တယ်တိုက်တဲ့အချိန်မှာသူတို့ဘက်ကတာလုံရ300တွေတက်မတော်ကနေပြီးတော့စခန်းဆွန့်လိုက်တဲ့ခါကျတော့ကာကင်စရန်ကိုသူတို့ရပြီဆိုပြီးအမွေခံတယ်ဒါပေမဲ့သူတို့ရတာကတနားပြီးပြေးလိုက်ဘူးအဲ့ဒီစခန်းကုန်းပေါ်မှာအင်းအင်းနဲ့ပူပေါင်းဖွဲ့တွေကသူတို့သိမ့်ပြီဆိုပြီးတော့အဲ့ဒီစခန်းကုန်းပေါ်ရောက်တဲ့ခါကျမတို့တက်မတော်ကနေပြီးတော့လက်လက်ချင်းနေနဲ့ဆက်မပြတ်ပြစ်လို့အေးအေးတွေတက်ခဲ့ဖြစ်ပြီးတော့ချက်ချင်းလက်နဲ့ပြန်ပြီးဆုတ်ပြီးဆုတ်ပြီးတော့ထွက်ခွာပြေးလိုက်ရတာတနားပြီးပြေးလိုက်ဘူးဒါပေမဲ့အဲ့ဒီတနားကြီးကြောင့် မကြလိုက်ဖဲနဲ့တနားကြီးတနားကြီးမပြေးလိုက်တဲ့သူတို့ရဲ့အောင်ပွဲရဲ့နောက်ဆက်တွဲမှာတော့တာပေါင်းမှရှယ်တီတာခံနေတာအဲ့ဒီစစ်ရဲတန်းကိုစိုးရင်ထိတ်လန့်ကြောက်ရွံ့ကြတယ်တာပေါင်းကလူတချို့မှာဟာငါတို့တာပေါင်းမှာဟိုငါတို့ကြားကားလို့ဖြစ်တော်မှာလားငါတို့ချင်းနေငယ်ကအနေထားလို့ငါတို့ဖြစ်တော်မှာလားငါတို့စကိုင်းတိုင်းလို့ဖြစ်တော်မှာလားဆိုရယ်ပူမှန်မှုတွေရှိနေကြပြီဒီစတင်းရဲ့နောက်ဆက်တွဲအနေနဲ့နော်ပထမဆုံးဒီတတိယဘာနဲ့တူလဲဆိုလို့ရှိရင်မကြီးစင်တဲ့ဘုံကြီး ချက်တောင်ရံမျိုးစင်မကြီးစင်ပါကူအေအေဖွဲ့ကအခက်တိမ်းမလိုက်ပါဘီအေအေဖွဲ့ကခြေကုတ်ယူလိုက်ပါဘီဆိုပြီးတဲ့နေရာမှာပြောနေအခုတလားပြည့်ရဲ့တိုက်ခွဲတလားပြည့်ရဲ့အချိန်မှာကြတော့ဘာပြောလဲအေရီတိုင်းကရွှေတောင်ရံမျိုးတင်မှာစစ်တပ်ကအဲဘုံကျဲတဲ့အတွက်ဘာဒီမီးတောင်ပြကြသွားပါရဲ့ဆိုပြီးတော့ တက်လင်းတစ်ချက်ပြောမယ်။ဒါကြောင့်မို့လို့အခုဆိုလို့ရှိရင်လည်းသူတို့ပြောရယ်တာပေါင်းကခမရ300ရရှိကာကင်စကန်ကိုအေးအေးနဲ့ကုပေါင်းတက်ဖွဲ့နေတိုက်ခတ်သိမ်းပိုက်တယ်လို့သူတို့အဝဲခံတယ်။နောက်ထပ်တလားလောက်ကြာလို့ရှိရင်တာပေါင်းကစစ်တပ်ကလေးရင်နဲ့ဘုံကျဲလို့စစ်တပ်ကလက်နေကြီးနဲ့ပြစ်လို့ခြေရွာတွေမီးလောင်ပြကြပါရဲဆိုပြီးတော့တက်လင်းတစ်ချက်ပြောကြလိမ့်မယ်မယုံရင်စောင့်ကြည့်ပါ။ဒါသည်အကြမ်းဖက်သမားတွေနဲ့ပြည်ဖြတ်မိတာတွေရဲ့လက်တော်စကားဖြစ်တယ်။ဒီစကားတွေကကျမတို့ပြည်သူတွေခြားထဲမှာနားယူဝါပီးတာဖြစ်တဲ့အတွက်ဒီစကားတွေတက်နေပြည်သူကိုတွေးခွဲနေခြင်းဖြစ်တယ်ဆိုတာကိုကျမတို့ပြည်သူတွေကသဘောပေါက်ကုန်လို့ပါတယ်။ဒါဆိုရင်ပေါ့ ဒီကြောင်မှာစစ်ကောင်စီတက်ကစစ်တောင်းထိုးနေတဲ့ပြီးတော့တဲ့အယတာငါကိုပြတ်တက်ခံရပြီးနေအင်း900ကျော်မိရှုခံရပါတယ်ဆိုပြီးတော့ပြီးဖြတ်မိတာတွေမှာရေးသားဖော်ပြကြတယ်ဆိုတော့ဒီကြောင်မှာစစ်တက်ကစစ်တောင်းထိုးနေပြီးအယတာတွေကိုပြတ်တက်သွားတယ်နေအင်းတွေကိုမိရှုသွားတယ်လို့ပြောတယ်ဒီကြေတည်းရည်နေတော့ငါမရေတကြိုးမှာစက်ကောင်စီစစ်ကြောင်းကိုတော်လိုင်းရဲတပ်ဖွဲ့တွေကဈာပြတိုက်ခိုက်လိုက်တာဘူကြီးပါဝင်ကိုဦးတီပြီးကိုဦးအရှင်ဖမ်းမိပါရဲဆိုပြီးအောက်ဘက်ခံခဲ့ကြတာခင်ဗျားတို့ပဲစစ်ကိုလက်ရက်ခေါ်တဲ့အတွက်စစ်ကလာရရဲအခုစစ်လည်းပဲလာလဲလာတော့စစ်တပ်ကလာလို့ဆိုပြီးခင်ဗျားတို့မျက်ရည်ကန်ထွက်ကြတယ် ဒီတဲ့ကိုကြည့်ချင်းအားဖြင့်ကျမတို့ဒီစကိုင်းနယ်မကွေးမှာဒီနောက်25ပထမတလပိုင်းနဲ့ကစပြီးတော့ဒီခု3လပိုင်းထိတောက်ရှောက်တမတော်ကနေပြီးတော့စက်တက်လေးထိတွေပါပုံပြီးတော့နှိမ်နေနေတယ်စကိုင်းမကွေးမှာကျမတို့တမတော်ဒီနော်နေနေဆိုးမှုမှုစိတ်ရသာကြီးရနေတယ်ဆိုတာကျမတို့ပေါ်လင်းပါတယ်အချိန်တန်တော့လေရွှေပါကရွှေပါပါပဲကျမပြောပါမယ်ဒီနောက်25ပထမ6လအတွင်းမှာစကိုင်းနယ်မကွေးမှာရှိတဲ့ကျောက်ဖက်တဲ့တမတော်ကထိရောက်စွာနှိမ်နေနိုင်ပါလိမ့်မယ်နှိမ်နေနိုင်လိမ့်မယ်လို့လည်းကျမယုံကြည်ပါတယ်